ဂါနာချိုချောင်းကန်ကောင်းလို့မရှုံးခဲ့ရပဲတရီတမတ်ရရှိခဲ့တဲ့ Chelsea ဂါနာချိုချောင်းကန်ကောင်းလို့မရှုံးမဲကျွန်တော်တို့ Chelsea တင်းဟာအဝေးကွင်းမှာတရီတမတ်ကိုရရှိခဲ့ပါတယ်ဟုတ်ပါတယ်မနီးညားကရှင်ပိုင်ကစားခဲ့ကြတဲ့ Champion League ပွဲစဉ်လေးအဖြစ် Carabao အသင်းနဲ့ Chelsea တင်းတို့ရှင်ပိုင်ကစားခဲ့ကြရမှာတစ်ဖက်နှစ်ကိုးစီတရီရလည်းထွက်ပေါ်ခဲ့တာကြောင့်တမတ်စီခွဲယူခဲ့ရတာပဲဖြစ်ပါတယ်ဒီတရီတမတ်ဟာပြိုင်ဘက် Carabao အသင်းအတွက်တော့အတော်လေးနင်းနာခဲ့ရတဲ့ပွဲလို့ဆိုရမှာပဲဖြစ်ပါတယ် Chelsea တင်းကတော့ဒုတိယပိုင်းမှာမှလူစားဝင်ကစားလာတဲ့ဂါနာချိုရဲ့အတွင်းကိုကြောင့်အခုလိုတ ီဓမတ်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးပွဲအကြောင်းကိုပြောရမယ်ဆိုရင်ချဲစီတင်းကအဝေးကွင်းမှာကွာရဘတ်တင်းကိုရင်ဆိုင်ကစားနိုင်ဖို့အတွက်အရန်ကစားသမားအချို့နဲ့အတင်းရဲ့အကြီးကကစားသမားအချို့ပေါင်းဆက်ပြီးပွဲထွက်လာခဲ့ပါတယ်ချဲစီတင်းကသူတို့ရဲ့ပုံမှန်ကစားနေကြကစားကွက်ဖြစ်တဲ့၄နှစ်၃တဲ့ပုံစံကိုပဲအသုံးပြုလာကရောဘတ်ဆန်ချက်တိုစင်ဟာတိုရီစီဂျိန်ကူဂူရဲလာလာဗီယာဆန်တိုဂျာအိုဘတ်ထရိုအက်စတီဗောင်းနဲ့ဂစ်တန်နဲ့တိုင်ရီဂျော်တို့အစုဖွဲ့နဲ့ရင်ဆိုင်ကစားခဲ့ပါတယ်ပထမပိုင်းပွဲစားမှာချဲစီတင်းကကွာရဘတ်အတင်းကိုတိုက်စစ်စင်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့လေကွာရဘတ် အသင်းရဲ့ခန်းစစ်တမ်းနှစ်ထပ်ကစားပုံကကောင်းမွန်ခဲ့တာကြောင့် Chelsea ရဲ့တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ Tyrese George, JB, Gideon တို့ဟာရုံးကန်ခဲ့ရသလိုပုံမှန်ချီသွမ်းသောအောက်ကိုရောက်ရှိနေခဲ့ရတာတွေကြောင့် Chelsea တို့ကိုးရဖို့ခက်ခဲနေခဲ့ရပါတယ်။ဒါအပြင်ပွဲအစား10မိနစ်မှာတင် Chelsea ကွင်းလယ်ကစားသမား Labia တယောက်ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် Kaiseiro နဲ့လူစားလဲခဲ့ရပြန်ပါတယ်။ဒီလိုနဲ့ပွဲကစားချိန်16မိနစ်အရောက်မှာတော့ Andre Santo ရဲ့ဘောလုံးပေးပို့မှုကို SD ပေါင်းကအမားရင်းမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် Chelsea တို့ဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်။ဥဆောင်ကိုကိုပေးလိုက်ရတဲ့ Corabba က်အသင်းဘက်ကလည်းကစားအမချသွားပဲနဲ့ Chelsea ဘက်ကိုတံပြန်နဲ့ Chelsea ကစားသမားတွေရဲ့အမအကိုဆောင်ကစားကဖိအားပေးကစားခဲ့တာတွေကြောင့်ပွဲကစားချိန်29မိနစ်အရောက်မှာပဲ Hatto ရဲ့ဘောလုံးမတည်တတ်မှုအမားကနေ Para ဘက်ကစားသမားကအမားရွေးမရှိသွင်းယူခဲ့တာကြောင့် Chelsea ကိုတကူပြန်လဲပေးခဲ့ရပါတယ်။ Chelsea ကိုခွင့်ပြုလိုက်ခဲ့ရပြီးမဲ Chelsea ကစားသမားအချို့ရဲ့ချွေစွမ်းကတာမန်အောက်ကိုရောက်နေခဲ့တယ်လို့တဝူးချင်းအမားတွေကိုကျူးလွန်နေခဲ့တာတွေကြောင့် Chelsea ကိုပေးပြီး10မိနစ်မှာပဲ Hatto ရဲ့နောက်ထပ်အမားကနေပဲ Penalty ပေးလဲရပြန်ပါတယ်။ Para ဘက်အသင်းကစားသမားတွေကရရှိလာတဲ့ Penalty ကိုအမားရွေးမရှိသွင်းယူခဲ့ ဲ့တာကြောင့် Chelsea တို့ဥဆောင်ကိုခွင့်ပြုပေးလဲရပြန်ပါတယ်။ဒီလိုမျိုးဥဆောင်ကိုခွင့်ပြုပေးလဲရတဲ့ Chelsea တင်းဘက်ကလည်းပြန်လည်တိုက်စစ်ဆင် PR ပေးကစားခဲ့ပြီးမြယ်လဲတိုက်စစ်ပိုင်းကကစားသမားတွေရဲ့လိုအပ်ချက်တွေကြောင့်ခြေပါကိုမရပဲပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းပွဲစားမှာတင်ပထမပိုင်းတစ်ပိုင်းလုံးမှာအလုံးမဖြစ်ခဲ့တဲ့ Gideon Tyrejo နဲ့ Santo တို့နေရာမှာ Garnacho, Anzo, Lian Dilat တို့ကိုထည့်သွင်းကခြေပါကိုနဲ့အနိုင်ကိုရရှိဖို့အတွက်နီးပြ Anzo Maris ကနေနဲ့ကြိုးစားလာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ပွဲကစားချိန်53မိနစ်အရောက်မှာ Garnacho ကဒီနေ့ပွဲရဲ့တည်တမတ်ကိုရရှိ ိစေမဲ့ချီပါကိုတကိုးကိုပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ချီပါကိုရရှိပြီးနောက်ချယ်ဆီကစားတပွန်းဟာပထမပိုင်းထက်ပိုမိုကောင်းမွန်ခဲ့ပေမဲ့ကော်ရဘတ်သင်းရဲ့ခန်းစစ်ကစားပုံကောင်းမွန်မှုတာကတကြောင်တိုက်စစ်ပိုင်းကလီယန်ဒီလက်နဲ့အန်ဇိုတို့ကအခွင့်အရေးတွေကိုအမိရအတုံးမချနိုင်ခဲ့တာတွေကြောင့်အဆုံးသတ်မှာတစ်ဖက်နှစ်ကိုးစီတရေရလက်နဲ့သာချိန်နှက်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့တာဝန်ရှိဆုံးသူကိုပြောပါဆိုရင်တော့နီးပြအန်ဇိုမာစကာလို့ပဲကျွန်တော်ကတော့ဆိုရမှာပဲဖြစ်ပါတယ်။သူ့ရဲ့လူထုပ်ပုံတွေကမေကွန်းထုတ်စီရာတွေလည်းဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အသင်းမှာတိုက်စစ်မှုစစ်စစ်တွေရှိပါရဲ့နဲ့တိုင်ရီကျော့လိုကစားသမားကို ထောက်မှထားပြီး JP ကိုနံမတန်းပုံစံကစားစေတာက အသင်းရဲ့တိုက်စစ်ကိုတိတိတသားအားနည်းစေခဲ့တယ်လို့ခန်းစစ်ပိုင်းမှာချာလော့ပါအချမောင်တို့ရှိပါရဲ့နဲ့အမားများလို့နဲ့တိုစင်ကိုဟာတိုလိုအခုမှအသင်းထံပြောင်းလာပြီးအထိုင်မကျသေးတဲ့ကစားသမားနဲ့တွဲထုတ်လာတာတွေကဒီနေ့ပွဲရဲ့တည်ရလက်ကိုထွက်ပေါ်စေခဲ့တဲ့အကြောင်းအရာတွေလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့နီးပြအန်ဇူမာရက်စ်ကအနေနဲ့လည်းကို့မှာရည်သွေးရည်ချင်းကောင်းတွေရှိပါရဲ့နဲ့အခုလိုမျိုးမှားယွင်းတဲ့လူထုပ်ပုံတွေနောက်လာမယ့်ပွဲစဉ်တွေမှာမလုံးမီအောင်တေချာလေးပြင်ဆင်ကအသင်းရဲ့ခန်းစစ်အတွဲဘက်ကိုလည်းတေချာလေးရွေးချယ် ဲ့ပြီးနိုင်ပွဲတွေပြန်လည်ရရှိအောင်ကစားသင်မှာကြောင့်ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ဒီဂိုရိုရီနီနဲကတော့ကွာရာဘတ်သင်းကိုတည်ရကြခဲ့တဲ့ပွဲစဉ်ကချယ်ဆီရဲ့ကစားပုံကိုဘလိုမြင်လေးတွေရှိကြလဲဆိုတာအောက်ကကွန်မန့်ပေါ်တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။နေ့စဉ်ချယ်ဆီသတင်းအကြောင်းအရာတွေနဲ့ပွဲချုပ်ပွဲပြီးသုံးသပ်ချက်တွေကိုအချိန်နဲ့တပင်းကြီးတီးအောင်ကျွန်တော်ရဲ့ကိုစိုင်း A Chelsea Live YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။